Hello အားလုံးပဲမင်္ဂလာပါ Fifi Foodie Channel မှာနှုတ်ခွန်းဆက်တာပါတယ်ရှင် Fifi ဒီနေ့တော့ကြက်တော်မှန်ကြက်ကြော်လေးတွေကို ချိုချင်းဆော့လေးနဲ့ချက်ထားတဲ့ခင်းပွဲလေးတွေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ဖီဖီတို့အင်ရှင်မတွေချက်ရလွယ်တဲ့ခင်းပွဲလေးလည်းဖြစ်ပါတယ်ရှင် င်းပွဲလေးတွေပြင်ဆင်ရမယ်ပစ္စည်းလေးတွေကတော့ chili sauce sweet spice sauce wine star sauce နဲ့ chicken divin sauce tempura flour လေးပါဝင်ပါမယ်ချက်တောင်မလေးတွေကိုရတာမုံယူကောင်းမုံနဲ့ရောနေပြီးတော့ရတာဝယ်အောင်မိနစ်20ခန်းလောက်ကိုနှက်ထားလိုက်ပါမယ် စီပူပူလေးလေးကိုတမ်ပူရာမှုနှစ်စုံခန်းလောက်ထည့်ပြီးတော့တောင်ပန်လေးကိုထည့်ကျော်ပါရယ်။တောင်ပန်ကျော်လေးရပါပြီ။ပြင်ဆင်ထားတဲ့ကြက်သွန်လေး၊ကြက်သွန်ဖြူ၊ဂျင်းလေးတွေကိုမွေးသွားတဲ့အထိစီတတ်ပါမယ်။ဒီပြီမှာကြက်သားမင်းလေးရှိတဲ့အတွက်ကြက်တလုံးကျော်လေးတွေကိုလည်းထည့်ပြီးတော့ချက်ပါမယ်။ချိုချင်ရပါလေးအတွက်ချီလီဆော့စ်လေးကိုစမ်းနေ။ခင်းစီလေးရဲ့ သင်းငင်ပြည့်ရဲ့ခြုံလေးရဲ့လင်းငယ်ထဲပါတယ်။ရှာတာလူတွေအားလုံးရောသွားအောင်ဝေလိုက်ပါရရှင်။ရှာတာလူလည်းရောသွားပြီးကြက်ကုန်ကြီးလည်းနူလာပြီဆိုရင်ကြုံထားတဲ့ကြက်တောင်မန်လေးတွေကိုရောလိုက်ပါမယ်။ ြည်လို့ပပနဲ့နဲ့ကလေးမှုပြီးပြီးတော့တောင်မန်လေးကိုအရသာလေးတွေဝင်သွားပြီးဆိုရင်တော့မီးလေးပိတ်ပြီးတော့အိုးထဲမှာခဏလေးနှထားပါမယ်။ကဲကြက်တောင်မန်ကြွကြွချူချင်းဆော့စ်လေးဟင်းပွဲလေးရပါပြီရှင်။ဂျင်းနဲ့မမွေလေးနဲ့ဆိုတော့စားကျင်စရာလေးပါရှင်။ပပီရိုအင်ရှင်မာရင်မိသားစုအတွင်း ဟင်းပွဲလေးတစ်ပွဲအဖြစ်အထောက်အကူပြုနိုင်မယ်လို့လည်းညွှန်လင်းပါတယ်ရှင်။ဟင်းပွဲလေးကိုကြိုင်းနေတတ်တယ်ဆိုရင်တော့ Fifi Foodie Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပေးပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။